မင်းဆန်းခွန်နီချီဝါဒီနေ့မှာတော့ N3 level မှာပါဝင်တဲ့ခန်းကြီး master ခန်းကြီးလေးတွေကိုအလွယ်မှတ်နည်းနဲ့လေ့လာကြမယ်ပေါ့နော်အဲ့တော့ပထမဆုံးနေ့ဖြစ်တဲ့ day 1မှာပါဝင်မဲ့ခန်းကြီးလေးတွေကကြတော့ဒီမှာပေါ်ပြထားတဲ့ခန်းကြီးလေးတွေပါဝင်မယ်ပေါ့နော်အဲ့တော့ဒီလိုပဲ N3 ခန်းကြီး master အလွယ်မှတ်နည်းရှိတယ်လို့ N2 ခန်းကြီး master အတွက်ပေါ့နော်ဒီ Java မြန်မာ link ကနေပြီးတော့မျှဝေတာကအခုဆိုရင် day 41ပေါ့နော်41ရက်မြောက် အမျှဝေထားတာရှိတယ်တကယ်လို့အတခြား and 2အတွက်လေ့လာကျင်တဲ့သူတွေအတွက်ဆိုရင်လည်း page မှာဝင်ပြီးတော့လေ့လာလို့ရရပါတော့ဒီနေ့အတွက်ကတော့ and 3 kanji master ရဲ့ day 1ကိုစပြီးတော့လေ့လာကြည့်ကြမယ်အဲ့တော့ဒီမှာဆိုရင်ပါဝင်မဲ့ခန်းကြီးလေးတွေကြာဒီခန်းကြီးလေးပါဝင်မဲ့တခုချင်းစီကိုနောက်မှာအသေးစိတ်ရှင်းပြထားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်အသေးစိတ်ရှင်းပြထားတာကိုဆက်ကြည့်ကြမယ်အဲ့တော့ပထမအောင်ဆုံးတလုံးမြောက်ခန်းကြီးလေးကကြာတော့ပါလဲဆိုတော့ဒီခန်းကြီးလေးအဲ့တော့ဒီခန်းကြီးလေးကို ဒီကန်ကြီးလေးကိုအရင်ဆုံးမရှင်းပြခင်ဘလို့မျိုးပုံစံမျိုးနဲ့ပေါ့နော်နာဂါတဲ့နဲ့ရှင်းပြမလဲဆိုတော့အရင်ဆုံးပြပြမယ်အဲ့တော့ပထမဆုံးဒီခန်းကြီးလေးကိုစလုံးကြီးလေးနဲ့ပေါ်ပြထားရဲဆိုတာကမင်းဆန်တို့ကြည်လိုက်တာနဲ့ဒီခန်းကြီးမှာဘာအစိတ်ပိုင်းလေးပါဝင်နေလဲဆိုတော့မျက်လုံးနဲ့ဆွဲအောင်လို့တိတိလေးမဟုတ်ဘဲနဲ့အဲ့လိုဒီလိုစလုံးအကြီးလေးနဲ့ဆိုရင်တစ်ခါလေးကြည်လိုက်တာနဲ့မျက်လုံးထဲမှာဆွဲနေအောင်လို့ပေါ်ပြပေးထားတယ်နောက်ထပ်တစ်ခုအနေနဲ့ကခုံးယော်မီနဲ့အုံးယော်မီကိုလည်းအဲအရင်ဆုံးရှင်းမယ်ပေါ့နော်အဲ့တော့ဒီစလုံးကိုအရင်ဆုံး မျက်လုံးထဲဝင်အောင်ကြည့်မယ်ပြီးရင်ပါလဲဆိုခုံးယုံမီနဲ့အုံးယုံမီလေးတွေကိုမှတ်ကြမယ်တလုံးချင်းစီကိုအဓိကကတော့အလုံးအများကြီးတွေမှတ်တာတဲ့အရင်ဆုံးတလုံးချင်းစီကိုလုံးဝအသေးဘိုင်းဟက်ကြက်ထားလိုက်ပြီဆိုရင်ဒါဆိုရင်အာခိဆိုတာတမ်းပြီးတော့တိပါအောင်ကြက်ထားမယ်အဲ့တော့ ခွန်ယုံမီနဲ့အွန်ယုံမီကြက်မယ်။နောက်ဆုံးအနေနဲ့ကမှဘာလဲဆိုတော့ဒီခန်းကြီးလေးတွေကိုအစိပ်ပိုင်းခွဲချမ်းပြီးတော့မှတ်မယ်။ဘလို့မှတ်နည်းနဲ့မှတ်ကြရင်တော့အဆင်ပြေမလဲပေါ့။ဒါကတော့မီနာဆန်တို့ကိုကြိုက်တယ်လို့မှတ်လို့ရတယ်။ဝါတရှိကတော့ဝါတရှိအဆင်ပြေတဲ့နည်းလေးနဲ့အာမှတ်နည်းလေးတွေပြောပြမယ်ပေါ့နော်။အဲ့တော့အဆင်ပြေတဲ့လူကလည်း live မှတ်မယ်။အဆင်မပြေတဲ့လူကလည်းကိုမှတ်နည်းရှိရင်ကိုမှတ်နည်းနဲ့ live မှတ်မယ်။ဘလို့မှတ်မှတ်စာရဖို့ကအဓိကပဲပေါ့နော်။ဟုတ်ပြီ။အဲ့ဒါဆိုရင်ဒီစက်ကလုံးကိုအရင်ဆုံးစကြည့်ကြအောင်နော်။အဲ့တော့ဒီမှာဆိုရင်ဒီခန်းကြီးလေးကိုခွန်ယုံမီကဘာလဲဆိုရင် okiru ဆိုတဲ့ခန်းကြီးလေး းပါလဲအိယာထတာ okay ru ဆိုတဲ့ခန်းကြီးလေးအိယာထသည်အုံးယော်မိအနေနဲ့ကခိဗာလဲအုံးယော်မိအနေနဲ့ကခိဟုတ်ပြီခိရဟုတ်ပြီဒီခိလေးကိုဘယ်မှာသုံးလဲအသေးချက်မယ်ခိတို့စတင်တာကွန်ပျူတာရဲ့ engine တွေကိုစတင်နေဆိုရင် keydo လို့ပြောတယ်အဲလိုဆိုရင်အာကွန်ပျူတာကို side keydo ပြန်လုပ်တယ်လို့ keydo ပြန်လုပ်တယ်လို့လေ restart ချရင်တော့ side keydo လို့ပြောမှာပေါ့ okay အဲ့ဒါဆိုရင်ဒါ keydo ပေါ့ keydo လုပ်တယ်ဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်ပုံမှတ်နည်းကိုကြည့်ကြမယ်အဲ့တော့ ဒီကန်းကြီးလေးကိုဘလုံးမှတ်မလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်အဲ့တော့ဒီရှိအပိုင်းလေးကကြာဘာလဲဆိုတော့ခတာချီလေးနဲ့မှတ်မယ်ပုံတံလေးနဲ့ပဲမှတ်မယ်ဘာနဲ့တူလဲနှစ်နဲ့မတူလားနှစ်နဲ့မတူလားအဲ့တော့နှစ်နဲ့တူတော့ကြာတော့လူနှစ်ယောက်လုံးမှတ်လိုက်မယ်ဒီနောက်ကခန်းကြီးလေးကကြာဘာလဲဟာရှီရုဆိုတဲ့ခန်းကြီးလေးဟာရှီရုဆိုတဲ့ခန်းကြီးလေးကကြာတော့ပြေးတာပြေးတဲ့ခန်းကြီးလေးအဲ့တော့ဒီအောင်မှတ်မယ်ဆိုရင်လူနှစ်ယောက်ကပြေး ပြေးဖို့အတွက်ပေါ့နော်မနက်ပိုင်းလေ့ကျင့်ခန်းပြေးဖို့အတွက်ဘာလုပ်တာလဲအိပ်ရာထားရမယ်လူနှစ်ယောက်ကအဲ့လိုမနက်ပိုင်းပြေးဖို့အတွက်ဆိုရင်အိပ်ရာထားရမယ်အဲ့တော့ဗာလဲလူနှစ်ယောက်ကပြေးအဲဗာလဲဆိုတော့ပြေးဖို့အတွက်အိပ်ရာထားသည်အိုခီရူဆိုပြီးတော့မှတ်လို့ရတယ် အဲ့တော့ဗာလေဒီခန်းနံပါတ်1ခန်းကြီးမြောက်အခန်းကြီးလေးပါလေလေအိုကီဒူဆိုတဲ့အရာထားတယ်ခီဆိုတာကခီဒိုဆိုပြီးတော့ပြောတယ်ဗာလေစတင်ပါဗာလေစတင်တာလေအင်ဂျင်နီကွန်ပျူတာတွေကိုစတင်ခြင်းပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့သုံးတယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကအာအိုကီဒူခီဒိုဆိုတဲ့ခန်းကြီးလေးဖြစ်မယ်အဲ့တော့နံပါတ်နှလုံးမြောက်ခန်းကြီးကိုဆက်ကြည့်ကြမယ်နော်နှလုံးမြောက်ခန်းကြီးလေးကကြာဒီခန်းကြီးလေးဒီခန်းကြီးလေးကိုမျက်လုံးနဲ့အရင်အာဝင်အောင်ကြည့်မယ်ပေါ့နော် ဘာအစိတ်ပိုင်းလေးပါလေပြီးရင်သူ့ရဲ့ခွံ့ယော်မီနဲ့ဥံ့ယော်မီကိုကြည့်မယ်ခွံ့ယော်မီနေနေကဗာလေနေရုဆိုတာကအိတ်တီတီးပြီးသားပဲเนาะမိနာဆန်တို့အအတန်အတွက်အနေနဲ့ဆိုရင်နေရုအိတ်တီရှင်းဆိုရင်ဗာဖြစ်တာလဲရှင်းရှစ်စစ်လေရှင်းရှစ်စစ်ဆိုတာကအိတ်ခန်းဒီရှစ်စစ်လေးကဘာမှတွေ့ဘူးကြလဲဟေရတို့ဘာတို့မှတွေ့ဘူးကြရဟုတ်အဲအဲ့လိုပဲဒီဟာဆိုရင်ဂုဏကအိတ်တယ်နေရုနဲ့ရှစ်စစ်ဆိုရဲအခန်းနဲ့ပေါင်းလိုက်တော့ဗာဖြစ်တာအိတ်ခန်းဖြစ်သွားမှာပေါ့ထွထွထူးထူးကြီးတော့မှတ်စရာမလိုဒီရှင်းလေးကဗာလဲရှင်း ရှင်ရှစ်ဆုကကြတော့အခန်းအဲ့တော့အိတ်တဲ့အခန်းဆိုတော့အိတ်ခန်းဟုတ်ပြီအဲ့ဒါဆိုရင်ခန်းကြီးမှန်နီကိုဆက်ကြည့်ကြမယ်ခန်းကြီးမှန်နီနဲ့ဆိုရင်သူကအပိုင်း၃ပိုင်းပိုင်းပြီးတော့မှတ်လို့ရဒီအပေါ်အပိုင်းလေးကကြတော့ဗာလဲဆိုတော့ခတာချီပုံတံတန်လေးနဲ့မှတ်မယ်ဆိုရင်အိမ်အမိုးအိမ်မိုးလေးနဲ့တူတယ်အိမ်မိုးလေးနဲ့တူတယ်အဲ့တော့ဒီအောက်ကဒီခန်းကြီးလေးကကြဗာလေးနဲ့တူလဲထိုင်ကုန်လေးနဲ့မတူလားဒီလိုမျိုးလေးလေးလိုက်ပြီဆိုရင်ထိုင်ကုန်လေးဖြစ်သွား ာထိုင်ကုန်လေးအဲ့တော့ကြတော့ဒါလေးလည်းခတာချီလေးနဲ့ပဲမှတ်မယ်အဲ့တော့အမိုးအောက်ကထိုင်ကုန်မှာဘာဖြစ်တာလဲဆိုတော့ဒီခန်းကြီးလေးကဘာနဲ့တူလဲဆိုရင်ဟီတာစုဆိုတဲ့ရေစိမ်တဲ့ခန်းကြီးလေးနဲ့တူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်ရဲ့ဘာလဲအိမ်အမိုးအောက်ကထိုင်ကုန်နားမှာ ရေစိမ်ရင်းနဲ့နေတူအိတ်နေတယ်လို့မှတ်လို့ရတယ်ဘာလဲရေစိမ်ရင်းနဲ့အိတ်တယ်လို့မှတ်လို့ရတယ် ါလဲအိမ်အမိုးအောက်ကထိုင်ကုန်နားမှာရေစိန်ရင်းနဲ့နေရူအိတ်တီအဲ့တော့ကြာပါလဲအနံပါတ်2ခန်းကြီးလေးကကြာပါလဲနေရူဆိုတဲ့အိတ်တဲ့ရှင်းဆိုရင်ရှင်းရှစ်အိတ်ခန်းဆိုပြီးတော့ဖြစ်သွားမယ် ဟုတ်ပြီအဲ့ဒါဆိုရင်အာနံပါတ်3ကိုဆက်ကြည့်ကြမယ်နော်နံပါတ်3လုံးမြောက်ခန်းကြီးလေးကပါခန်းကြီးလေးနဲ့ဒီခန်းကြီးလေးသူ့ရဲ့ခွံ့ယောင်မီနဲ့ဥံ့ယောင်မီကိုပြောပြမယ်ခွံ့ယောင်မီနေနေရပါလဲ RB2 ဆိုရဲရေချိုးတဲ့ခန်းကြီးလေးပါလဲ RB2 ရေချိုးသည်ဟုတ်ပြီအဲ့ဒါဆိုရင်ဥံ့ယောင်မီနေနေရသူ့ဘာလဲထွက်လဲဆိုယောခုလို့ပြောတယ်အဲ့ယောခုလေးကိုဘယ်မှာသုံးလဲဆိုယောခုရှစ်စုဆိုရဲရေချိုးကန်အဲ့တော့ယောခုဆိုတာကဘာဘာလဲဆိုတော့ရေချိုးတဲ့ RB2 ဆိုရဲခန်းကြီးလေးဖြစ်ပြီးတော့အဲ့တော့ရှစ်စုနဲ့ပေါင်းလိုက်တော့အခန်းအဲ့တော့ရေချိုးတဲ့အခန်းဆိုတော့ရေချိုးကန်ဆိုပြီးတော့ ဖြစ်သွားမယ်အဲ့တော့သူ့ရဲ့ခန်းကြီးလေးရဲ့မှတ်ပုံမှန်လေးကိုဆက်ကြည့်ကြမယ်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီခန်းကြီးလေးမှာဆိုရင်ရှေ့တစ်ပိုင်းကကြာပါလဲဆိုတော့မီစုကိုကိုစားပြည့်ခန်းကြီးလေးဖြစ်ပြီးတော့နောက်ကခန်းကြီးလေးကပါလဲဆိုတော့တာနီဆိုတဲ့ဂျိုင်ဝမ်ကို ကိုစားပြုတဲ့ခန်းကြီးလေးဖြစ်တယ်။အဲ့တော့ကြတော့ရေကိုဘာလို့မှလဲဂျိုင်ဝမ်းရောက်ရင်အာပြီးသူရေချိုးပါမယ်လို့ပြောမယ်။ဗာလဲရေကိုဂျိုင်ဝမ်းရောက်ခဲ့ရင်ချိုးပါမယ်လို့မှတ်လိုက်လို့ရတယ်။ရေကိုဂျိုင်ဝမ်းရောက်ရင်အာပြီးသူလုံမယ်ဆိုပြီးတော့မှတ်လိုက်တယ်ဆိုရင်ဗာလဲဆိုတော့အာပြီးသူဆိုရင်ခန်းကြီးလေးဖြစ်သွားပြီးတော့ယောခုဆိုရင်နော်ယောခုရှိစရေချိုးကန်းဖြစ်သွားမယ်။အဲ့တော့နံပါတ်3လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီပေါ့နော်။အဲ့ဒါဆိုရင်အဲဒီပေါ့နော် ဒီနေ့တော့ကတော့ပြီးသွားပါပြီအဲ့တော့ကြာနေ့နေ့စာကိုတနေ့ကြက်မယ်ပြီးတော့ချက်ပြီးရဲ့စာကိုအမြဲတမ်းပြန်တွေးမယ်ပေါ့နော်အဲ့တော့မိနာဆန်တို့နဲ့ရမယ်လို့ထင်ပါတယ်အရိယတောကိုဆိုင်မော့စပတ်တနေဘိုင်ဘိုင်